မင်္ဂလာပါရှင်ခေတ်သစ်ຫນွေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးနေရီကန်ပြူဟာကစစ်သားတွေစထွက်ပြီးဒေါ်လန်ရစ်တက်တွေအပိသက်ထိုးစစ်ဆင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာရခတ်တော်အီနဲ့မဟာမိတ်တပ်တွေတိုက်ခိုက်နေတဲ့နေရီကန်ပြူဟာတွေကစစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေးနေပြီးဒေါ်လန်ရီတပ်တွေကအပိသက်ထိုးစစ်ဆင်နေပြီလို့မြေပြင်စစ်ရေးသတင်းရှင်းပြအချို့ကပြောပါရတယ်။ ။လူဟာတွေကကောင်းနေထွက်ပြေးကုန်ပြီးကြာသွားပြီလို့ဖေးအသည့်အကြီးစားကညစေနိုင်ကသတင်းပို့တဲ့ရဲဘော်တွေလည်းဝင်တိုက်နေပြီးနေရီကန်ရပြီလို့ပြောလို့ရပြီဟုသတင်းရှင်းမြစ်တို့ကဒီကနေ့မနက်ပိုင်းမှာပြောပါရယ်။ အမ်ဘရန်လန်ပိုင်နီကလေးချောင်းရဲကာကွယ်ရေးအတွက်ရေဒါပါတပ်ဆင်ထားတဲ့ဗျူဟာမြောင်စခန်းဖြစ်တဲ့နေရီခန်းဗျူဟာကိုအင်းနဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆတင်ခဲ့တာပါကာကင်းစခန်းကြီးဖြစ်တဲ့ MPD တဝါတိုင်းဂုံကိုမတ်လမှာတင်ယူခဲ့ပါတယ်မတ်လ28ရက်စခန်းငလင်ကြီးလုတ်ခဲ့ပြီးနောက်အေးအပါဝင်ညီနောင်မဟာမိတ်၃ဘဲကငလင်အရေးပေါ်ကိစ္စရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်လာနေချီပြီးထိုးစစ်ကိုလျှော့ချခဲ့ပါတယ် အဲဒီနောက်ထိုးစစ်ကိုပြန်လည်မြင့်တင်ခဲ့ရာစက်တင်ဘာလနဲ့လက်ရှိအောက်တိုဘာလဆန်းမှာကုကြီးစကန်နဲ့ဖိုက်တာဂုံးလို့အထူးကကင်းစကန်ကိုတော်လန်ရေးတပ်တွေကထပ်မံသိမ်းပိုင်နိုင်ခဲ့ပါတယ်။တိုက်ပွဲတွေဇက်တိုက်ပြင်းထန်ပြီးနောက်ပိုင်းဂျူဟာရဲကစစ်တပ်ရင်တွေပေါင်းဆုတ်ခွာထွက်ပြေးတဲ့အခြေအနေရောက်လာတာလို့သိရပါတယ်။လက်ရှိမှာနေရီကန်ဂျူဟာနဲ့စေမိုင်ကန်အကွာကကာပေါဆ14နဲ့လီကိုလီတရင်နီမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ တုံးနေရစလုံးကိုစစ်ကောင်စီကလေးဆောင်ကနေအပြင်းထန်ပုံကျဲနေတယ်လို့တတင်းရရှိပါတယ်။နေရီကန်ပြူဟာမှာအမြောင်နဲ့လေးချောင်းရဲကာကွယ်ရေးစခန်းရှိပြီးပေ9000ကျော်မြင့်နဲ့နေရီကန်တောင်ပေါ်မှာအခိုင်အမာတိစောက်ထားတာဖြစ်ပြီးအမ်ဘရန်လန်နဲ့နေရီကန်ပြူဟာကိုစစ်တပ်ကတပ်မကိုကိုကိုတံဝေပေးပြီးခုခံခဲ့တာမှာဒုတိယနီးပြူဟာမှု အပါအဝင်အရာရှိတွေစစ်သားတွေအဖမ်းခံရတယ်လို့အရာရှိကနေတပ်သားအထိတိုက်ဆုံဒဏ်ရာရသူများပြားပြီးအထိနာခဲ့ပါတယ်။တပ်မကိုကိုအောက်ကတိုက်ရင် ွေတည်နာတာကြောင့်နောက်တန်းပြန်ပို့ပြီးရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့မှာခြေစိုက်တဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စက်ခွန်စကားခေါစက်ခွန်လောက်ကတရင်တွေကိုနေရီကန်ပြူဟာနဲ့အမ်ဘရန်လန်ကစစ်စကန်တွေကိုခုခံဖို့ထပ်ဖို့ထားပါတယ်ဒါပေမဲ့အေအေဥဆောင်တဲ့တော်လန်ရည်တက်တွေရဲ့တိုးစစ်ကိုစစ်တပ်ဟာမခုခံနိုင်ပဲစကန်တွေဇက်တိုက်ဆုံးရှုံးနေရတာဖြစ်ကြောင်းသိရပါဗျ။ ဆက်လက်ပြီးနေရ9ခုတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းအီအီပြောတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နေမြချင်းထိစပ်နေသည့်မကွေးပဲခူးနှင့်အီအောင်ရီတိုင်းတို့အပေါင်းဝင်စီရီအချက်ချာကြသည့်နေရ9ခုတွင်စစ်ကောင်စီထိုးစစ်များကြောင်းနေ့စဉ်ဒီပါတိုက်ပွဲဖြစ်နေကြောင်းအာရခတပ်တော်အီအီကအောက်တိုဘာ10ရက်တွင်ထုတ်ပြန်ပါသည်။ ရခိုင်နယ်တိဆက်နေသည့်မကွေးပဲခူးနှင့်အင်းအောင်ရီအဆက်နေရာများတွင်အာရခတက်တော်ကမဟာမိတ်တော်လိုင်း၏အင်းအောင်စုများနှင့်ပူးပေါင်းပြီးနှစ်ဖက်တိုက်ပွဲများဖော်ဆောင်နေခြင်းဖြစ်ပါသည် အော်တိုဘာ၁၀ရက်ကပဲခူးတိုင်းဗရောင်းမြို့နယ်လေးသားရောင်သို့စစ်ကုန်လာသည့်စစ်ကောင်စီစစ်ကြောင်းမှအာရခတက်တော်နှင့်ပူးပေါင်းတက်များ၏တိုက်ခိုက်မှုကြောင့်တက်ဆုတ်ခွာထွက်ပြေးရကြောင်းသတင်းရှင်းပြများထံကသိရပါသည်။ရှင်းလင်းဘက်ကနေလာတဲ့စစ်ကောင်စီစစ်ကြောင်းကတော့အေအေရဲ့ဂျားပြက်တိုက်ခိုက်မှုကြောင့်အထူးကကြဆုံတွေရှိတဲ့စစ်တပ်ဘက်ကနေလေးကြောင်းပစ်ကူပြီးသူတို့လူတွေကိုကဲထုတ်နေတာတွေလည်းရှိတယ်ဟုစစ်ရေးသတင်းရှင်းပြတို့ကဆိုပါသည်။ ဆင်လန်ကုန်းစကန်ကိုအရခတက်တော်ကအောက်တိုဘာပထမပတ်မှစတင်ထိုးစစ်ဆင်နေကြောင်းစစ်ရေးတရင်ရှင်းမြစ်များထံမှသိရပါတယ်လက်ရှိတွင်စစ်ကောင်စီသည်ဆင်လန်စကန်တို့အင်အားတရာကျော်ဖြည့်တင်းထားခဲ့ပြီးဗရောင်းတက်နေတွင်ရှိတရင်များကနေတက်ကူပစ်ကူများပေးနေကြောင်းသိရပါတယ်စစ်ကောင်စီဘက်ကတော့ညောင်ချောင်းမှာအင်အားဖြည့်တာတွေဘန်ကာအစ်တိစောက်ထားတာတွေရှိတဲ့ပြီးရင်ညောင်ချိုးကိုပြန်ရဖို့တော့စစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်နေတာတွေလည်းရှိပါတယ်ဟုအထက်ပါတရင်ရှင်းမြစ်က ဆိုပါတယ်အလောင်းတူမကွေးဘက်ချံအံပရန်လန်ပိုင်းရခိုင်ရိုးမတောင်ထိပ်မှာစစ်ကောင်စီနေရီကန်ပြူဟာကုန်းတစ်ခုသာကျန်ပြီးအရခတ်တက်တော်ကဝိုင်းဖက်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပါတယ် အလားတူစစ်ကောင်စီသည်နေရီကံပြူဟာကုန်းကြီးကိုကာကွယ်ရန်အတွက်စစ်ရင်အားထောင်ချီဖြင့်စစ်ကြောင်းထိုးနေကြောင်းစစ်ရေးတရင်ရှင်းမြစ်များထံမှသိရပါသည်။ရှင်းပြင်းစစ်ကောင်စီသည်အောက်ရခတပ်တော်သိမ့်ပိုက်ထားသည့်ကုန်းကြီးရွာသို့ထိုးစစ်ဆင်နေပြီးအေအေကလည်းတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့်တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါသည်။နောက်ထပ်တရင်ရှင်းမြစ်တို့ကလည်းစစ်ကောင်စီဘက်ကတင်းနှန်းဆင်းလာတဲ့တပ်သားအစ်စ်တွေကိုရခိုင်ဆက်တိုက်ပွဲတွေကိုပို့ထားနေလို့သိရတဲ့အတွေ့အကြုံရှိတဲ့တပ်သားအစ်စ်တွေဆိုတော့ထွက်ပြေးတဲ့သူတွေ ေလက်နက်ချတဲ့သူတွေရှိတယ်ဟုပြောပါရယ်အလားတူစစ်ကောင်စီကအာရခတက်တော်ထိန်းချုပ်ထားရာနေရာများထဲမှာအချို့နေရာများအားထိုးစစ်ဆင်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်းအေအေကဆိုပါရယ်လက်ရှိတွင်ရခိုင်ရှိစစ်တွေနှင့်ကြောက်ဖြူတို့တွင်စစ်ကောင်စီနှင့်အာရခတက်တော်တို့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ကျောက်ဖြူတိုက်ပွဲတွင်စစ်ကောင်စီဘက်ကအထူးကအများပြားကြောင့်တရင်ရင့်မြက်များထံကတီးရပါတယ်အခြားတစ်ဖက်တွင်လည်းအာရခတက်တော်သည်မောင်တော်မျိုးနယ်မြောက်ပိုင်းဘင်္ဂါဒေ့ရှ်နယ်စပ်တွင်လည်းအာဆာပါဝင်မွတ်စလင်လက်နက်ကိုင်အုပ်စုများနှင့်ယခုရက်ပိုင်းတွင်တိုက်ပွဲများရှိနေကြောင်းသိရှိရပါတယ်ဆက်လက်ပြီးချောင်းဦးမြို့နယ်ငလုံးတင်စစ်မြေရွာသို့စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးကြားရောက်ပောက်ခွဲ၍ဖြီသူနှုတ်ဦးသေဆုံးပြီးကလေးငယ်နှုတ်ဦးပြင်းထန်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇကိုင်းတိုင်း6ဦးမြို့နယ်ငလုံးတင်စင်မြေရွာအကျန်းဖက်စစ်တဲ့ပြစ်ခတ်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၂ဦးသေဆုံးပြီးကလေးငယ်၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ် အော်တိုဘာလ10ရက်ည10:00နာရီကျော်ကမှာ6ဦးမျိုးနဲ့ငလုံးတင်စင်မြေရွာကိုအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကျန်းဖက်စစ်တပ်ပစ်ခတ်သောလက်နက်ကြီးကြီးများသည်ရှမ်းထူရွာနှင့်ငလုံးတင်တပ်စင်မြေရွာကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးရှမ်းထူရွာမှာပြည်သူများထိခိုက်မှုမရှိတော့လေငလုံးတင်စင်မြေရွာတွင် ပြည်သူ၂ဦးသေဆုံးကကလေးငယ်၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ပစ်တာကလက်နဲ့ကြီး၆လုံးပစ်ခဲ့တာကြားရောက်ပွက်ခွဲတဲ့နေရာကရှမ်းထူရဘက်လေးကြသလိုငလုံးတင်စင်မြေရဘက်လေးကြတဲ့ရှမ်းထူရဘက်ကတော့လူထိခိုက်မရှိခဲ့ဘူးငလုံးတင်စင်မြေရဘက်ကျတော့စစ်ပေးဆောင်နှုတ်ဦးတေဆုံးပြီးနှုတ်ဦးထံရပြင်းထန်ရသွားတဲ့အသက်35နှစ်ရွယ်အမျိုးသမီးတဦးကလက်နဲ့ကြီးချပီးပီးချင်းပွဲချင်းပြီးတေဆုံးခဲ့ရတဲ့အသက်60အဖွားဦးကတော့ဒီနေ့မနက်ခင်းမှာထပ်မံတေဆုံးခဲ့တာပါထပ်မံထိခိုက်ဒဏ်ရာရတဲ့ကလေးနှုတ်ဦးကတော့ စိတ်ကူးသားမှုခံယူနေပါတယ်ဟုဒေတာပြည်သူတို့ကပြောပါတယ်တို့ပြင်အော်တိုဘား6ရက်ည9နာရီခန့်ကလည်းစစ်တပ်က6ဦးမျိုးနဲ့ဘုံတို့ကျေးရွာမှာပြုလုပ်တဲ့စီမီတုံးပွဲကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ရာကနဦးပြည်သူ20သေဆုံးပြီးနောက်ဒဏ်ရာရရှိသူများတပြည်းပြည်းထပ်မံသေဆုံးခဲ့ကြောင်းယခုအခါသေဆုံးသူစုစုပေါင်း24ဦးထိရှိလာပြီဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးတိုင်ဦးတောင်တိန်နိုင်ငံရေးကျင်းသား16ဦးကိုထောင်တွင်လူစုလူဝေးပြုလုပ်သည်ဟုဆိုကမတရားတောက်ခတ်တိုက်ပိတ်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်တိုင်ဦးချင်းထောင်တွင်နိုင်ငံရေးအကျဉ်းသား16ဦးကိုထောင်တွင်လူစုလူဝေးပြုလုပ်သည်ဟုဆိုကမတရားတောက်ခတ်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN မှဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောဆိုပါသည် အဆိုပါနိုင်ငံရေးအကျဉ်းသား16ဦးသည်မြည်တီပြစ်မှုကိုမှကျူးလွန်ခဲ့ခြင်းမရှိဘဲနိုင်ငံရေးအကျဉ်းသားတို့ကိုအခြားအရာဆိုအကျဉ်းသားများကဝိုင်းဝန်းထိုးချိန်မှုပေါ်မချေနှက်သည့်အတွက်ဖြည့်ရှင်ပေးရန်အဆောင်မှုကိုတင်ပြခဲ့သည့်ဖြစ်စဉ်ပေါ်ဖြည့်ရှင်ပေးခြင်းမရှိဘဲလမ်းရောက်တင်ပြသူများကိုသာလူစုလူဝေးပြုလုပ်သည်ဟုဆိုကာတိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း PPNM ကပြောဆိုပါသည် အော်တိုဘာ၂ရက်နေ့ကနိုင်ငံအချင်းသား၁၆ဦးကို၅ဦးတစုနှုန်းလူခွဲပြီးပြစ်ဒဏ်တိုက်ခန်းများတွင် တိုက်ပိတ်ထားစေဖြစ်ပြီးမြေချင်းတောင်များပါခတ်ထားကြောင်းသိရပါသည်စစ်တပ်၏မတရားတိုက်ပိတ်ခံထားရသောနိုင်ငံအချင်းသားများမှာကိုညံလင်းနိုင်ကိုသိဦးပိုင်ကိုခန့်ညာသူကိုလင်းကိုကျော်လင်းမောင် ကိုစော်မျိုး ကိုရှမ်းလီကိုမင်းနိုင်ထွန်းခေါ်ကျက်ဖကြီးကိုကျော်သူရာဝင်းခေါ်ကျော်ကြီးကိုစော်မင်းထိုက်ကိုမျိုးကြီးကိုစော်ကြီးကိုစင်မျိုးထိုက်ကိုထက်လင်းကိုစင်ကိုဖြိုးကိုအာကာမင်းနဲ့ကိုဘူး ည်းတို့ဖြစ်ပြီးအဆိုပါတိုက်ပိတ်ခံထားရသူများ၏နောက်ဆက်တွဲကိစ္စရပ်များပေါ်တိုင်ဦးထောင်အာဏာပိုင်များနှင့်အချင်းဦးစီးအရာရှိများမှအထူးတာဝန်ယူရလိမ့်မည်ဟု PPNM ကတတိပေးထားပါသည် ထို့သောမတရားတိုက်ပိတ်ပြစ်ဒဏ်ပိတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများကိုအ мян ဆုံးတိုက်ပြန်ဖွင့်၍မူလအဆောင်များတွင်ထားရှိရန် PPNM အနေဖြင့်တောင်းဆိုလိုက်ပြီးယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများပေါ်မတရားဖိနှိပ်နေသည့်တပ်ဆိုင်ရာတိုင်ဦးအကျဉ်းထောင်ချီအကျဉ်းဦးစီးဝန်တန်းအရာရှိများနှင့်အကျဉ်းဦးစီးဝန်တန်းများကိုထိရောက်သည့်တရားမျှတမှုများပြန်လည်ပေးအပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတိပေးကြေညာထားကြောင်းသိရပါသည်